ျွန်တော်တို့ကမကြခင်ဆက်ရုပ်တွေနဲ့အလုံနေရပြိုင်လူကြရတော့မှလားလို့တွေးပူနေကြတော့မှပဲဆက်ရုပ်တွေကလူတွေနဲ့မာရသွန်ပြိုင်ပြေးနေပြီးရဲ့ပြို့ပြီးခဲ့တဲ့စနေနေ့ကတရုတ်နိုင်ငံကမာရသွန်ပြေးပွဲတစ်ခုမှာခြေနှစ်ချောင်းနဲ့လူပုံစံဆက်ရုပ်20ကမာရသွန်အကွာဝေးတစ်ဝက်ကိုဝင်ပြေးခဲ့ကြတယ်တဲ့ 2025ခုနှစ်မှာတရုတ်နိုင်ငံက AI နဲ့စက်ရုပ်နည်းပညာမှာအနောက်နိုင်ငံတွေနဲ့ရှင်နိုင်စွမ်းရှိကြောင်းတောက်လျှောက်ထုတ်ပြလာခဲ့တာပါဒီပြိုင်ပွဲမှာလူသားပြိုင်ပွဲဝင်12000နဲ့အတူ73မိုင်အကွာအဝေးကိုစက်ရုပ်တွေကဝင်ပြိုင်ခဲ့ကြတာဖြစ်ပါတယ် တကယ်လို့ကိုယ့်ရဲ့ဆက်ယုတ်ကဆက်မသွားနိုင်တော့ရင်သူ့ရဲ့အတင်းကနောက်တရုတ်အစာထိုးခွင့်ရှိပေမဲ့တကြိမ်အစာထိုးတိုင်းပြစ်ဒဏ်30မိနစ်ပေါင်းထက်ခံရပါတယ်။ပြန်ပွဲမှာပထမရခဲ့တဲ့လူသားကပြေးချိန်1နာရီ2မိနစ်နဲ့ပတ်ဝန်းကျင်ခဲ့ပြီးပထမရတဲ့ဆက်ယုတ်ကတော့1နာရီနဲ့မိနစ်40ကြာခဲ့ပါတယ်။ဆက်ယုတ်တွေကလူတွေထက်ပိုမြင်မြန်ပြေးနိုင်မှုတော့အချိန်ယူရအောင်မယ်ထင်ပါတယ်ဗျ။ဒီလိုစိတ်ဝင်စားစရာအကြောင်းအရာတွေထက်ကြည့်ဖို့ like and follow လုပ်ထားပေးဦးနော်။